ိုကမသိပဲကိုကိုမုံနေတဲ့သူတွေရှိကောင်းရှိလိမ့်မယ်။ဂယုမဆိုင်ပါနဲ့အစင်ပြေသလိုပဲနေလိုက်ပါ။ကိုကဘာဒီဘာသာနေပေမဲ့ကိုကိုလိုက်ပြိုင်နေတဲ့သူတွေရှိကောင်းရှိလိမ့်မယ်။အာယုံမနောက်ပါနဲ့ဒီတိုင်းမဲ့ဆက်ကြိုးစားနေပါ။ကိုကတတိမထားမိရွေမဲ့ကိုကိုလဲကြသောတွန်းချမဲ့သူတွေကိုဘေးနာမှာရှိကောင်းရှိလိမ့်မယ်မတုံပြန်ပါနဲ့နေတတ်တယ်လို့နေလိုက်ပါ ကိုပြတိယိုရဲနာအောင်မြင်ကျင်တဲ့သူတွေတဦးထမ်းမနဲ့ကိုပတ်ဝန်းကျင်မှာရှိကောင်းရှိလိမ့်မယ်စိတ်ဓာတ်မကြပါနဲ့လဲကြတိုင်းပြန်ထဖို့အင်အားဖြည့်ပါကိုကိုကြည့်ပြီးပူလောင်နေတဲ့သူတွေနဲ့ရှင်ပြီးကိုကပါအပူကိုယူဖို့မလိုဘူးလေဒါကြောင့်မတိလိုက်မတိဖာတာပဲနေပါဒီနေရာမှာမင်းတီထားမှာမင်းကိုတရီထားပြီးကြည်နေတဲ့သူကလေးကမင်းမှာသူတို့ထပ်သားတာတခုခုရှိနေလို့မဟုတ်ဘူးလားဒါကြောင့်ကိုလောက်မှအတင်ညာမရှိတဲ့သူတွေကြောင့်ခေါင်းကိုက်မခံနဲ့အပြုံးမပြန်နဲ့ ပုံမှန်လေးပဲဆက်ရှောင်းနေလိုက်ပါဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာအရေးအသွင်းနဲ့ပစ္စည်းတွေကိုမင်းကောင်းထဲမှာထည့်ထားမိရင်အမြန်ဆုံးဖယ်ထုတ်ပြလိုက်မလိုအပ်တဲ့အမိုက်တွေကိုကုန်ထုတ်ပြလိုက်ရင်မင်းရဲ့ပြုံးလေးတွေပိုပြီးအသက်ဝင်လာလိမ့်မယ်ဒါလုံးဝတည်ထားတဲ့အမှန်တရားပဲလူတိုင်းကိုတန်တရားနဲ့မကြည့်နဲ့မေတ္တာနဲ့ရှင်ပြီးကြည့်လူတိုင်းကိုအပြစ်ရှာပြီးမကြည့်နဲ့ကိုခြင်းစာတရားနဲ့ကြည့် လူတိုင်းကိုအနိုင်ယူခြင်းနဲ့စိတ်နဲ့မကြည်နဲ့မျှတခြင်းတရားနဲ့ကြည်လူတိုင်းကိုမနာလိုမှုတွေနဲ့မကြည်နဲ့ဝမ်းမြောက်အတူယူခြင်းနဲ့ကြည်လူတိုင်းကိုအမုန်းတရားတွေနဲ့မကြည်နဲ့အပြုံတရားတွေနဲ့ကြည်လူတိုင်းကိုရောက်လို့မှုတွေနဲ့မကြည်နဲ့စွန့်လွတ်ခြင်းတွေနဲ့ကြည်မျက်လုံးဆိုတာနှစ်ဖက်ပါတယ်လေဒါကြောင့်မျက်များတာတာကြည်တတ်ရမယ်မေတ္တာနဲ့ရှင်ပြီးကြည်တတ်ရမယ်ဒါဆိုရင်ကိုကြည်လိုက်တဲ့ကြည်တစ်ချက်တိုင်းဟာ အမြဲတမ်းစေးပတ်ဝင်နေလိမ့်မယ်ကျွန်တော် နေ့စီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ဒါကြောင့်ကျွန်တော်နေ့စီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချဲ့မြတ်လို့ကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်တရင်ကောင်းလေးတစ်ခုကိုပြောပြပါရစေ။ အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာယိဆရာပေါင်းများသောရဲ့တုတ္တရာတနီးပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများသောကိုအလွယ်တကူမှားဦးလို့ရရှိနိုင်ပြီဆိုတာ ਉਹ ပါထိုင်းနိုင်ငံမှာရှိတဲ့ဘဲမျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝလုံးဝမလိုပါဘူးစာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲ ဆက်သွယ်မှဟုတ်ခြင်းနဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook ပေရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစာနဲ့စာရေးဆရာဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှာဟုတ်လို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook ပေးပါလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျာ။